ဒီဇဘာမာလေးကအမိုက်တွေပိုဟက်တွေနဲ့အတူနေတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်ကြီးဇဘာနိုင်ငံဆိုတာကတော့ကမ္ဘာမှာအသက်ရှင်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပါရစေ။တပိမဲ့အရင်ညညပပတ်နေတဲ့ဇဘာမာတွေရှိရဲဆိုရင်ပရိသတ်ကြီးရှုံးမလား။အခုဗီဒီယိုရဲကဇဘာမာလေးကတော့သူ့ရဲ့ account တစ်ခုလုံးအမိုက်တွေနဲ့ပြည့်နှံ့နေပြီးပိုဟက်တွေပရိသတ်တွေလည်းပြည့်နှံ့နေပါရစေ။ သူကအမိုက်တွေကိုလောမဆွပြပဲနေထိုင်ခဲ့ပြီးတော့စားကြရည်ရဲမှာပိုးဟက်တွေပါနေနောက်မှာသူကမျက်ရည်ရှက်ရည်စားပြပါသေးတယ်ဒီကောင်မလေးရဲ့နာမည်ကတော့ Psycho Chan ဖြစ်ပါတယ် Psycho Chan ကသူ့ရဲ့အိမ်ခန်းတစ်ခုလုံးမှာစားတောက်ထားတဲ့မုတ်အိမ်ခွန်တွေရေဘူးခွန်တွေဖြောရည်ဘူးခွန်တွေနဲ့ပြည်နယ်နေရာကိုဗီဒီယိုရိုက်ပြီးတက်တော်မှာအမြင်တင်လေးရှိပါတယ်ညပတ်ပေးပွားပြီးရိုးစရာကောင်းတဲ့သူအခန်းကိုရိုက်ကူးထားတဲ့ဗီဒီယိုဟာကြည့်ရှုသူတန်း30အထိရှိသွားခဲ့ပါတယ် ဆိုင်ကအရာထလာတဲ့အခါအတိုင်းသပင်ကိုဘယ်တော့မှမဖိဘဲနဲ့အဝတ်စားတွေကိုလည်းအရင်ညက်ပတ်နေတဲ့အထိမလျှော်ဘဲခဏခဏပြောင်းဝတ်ပါရယ်။သူမရဲ့စားလက်စားခောက်ဆဲပကံတွေမှာတော့ပိုးဟက်တွေဝင်နေခင်သူကအဲ့ဒါကိုဆက်စားပြပါသေးတယ်။သူမကဘာလို့အဲ့လောက်ညညက်ပတ်ပတ်နေနေရလဲ။ကြည့်ရှုသူတွေကတော့ဆိုင်ကိုချန်ကိုလှပြောင်းတဲ့သူတွေရှိတယ်လို့ကဲ့ရဲ့ဝေဖန်ကြပါရယ်။တချို့သူတွေကတော့သူမကိုစိတ်မနှံ့တဲ့အယူမှလို့ပြောပေမဲ့သူမကခုလိုညံ့ညက်ပပနေနေတဲ့နောက်ကွယ်မှာလူတွေမသိရအကြောင်းရင်းတစ်ခုရှိနေပါသေးတယ်။ စိုက်ကူဟာငငယ်လေးတွေကမိဘရဲ့ချစ်ချင်းမြတ်တာခရိုးဆိုင်မှုတွေမရခဲ့ပဲအမေဖြစ်သူကကျိမောက်ရိုက်နှက်တာတွေခံခဲ့ရပါတယ်။သူမအွယ်ရောက်လာတဲ့အချိန်မှာတော့သူမအမေနဲ့အတူတူမနေတော့ပဲကို့အခန်းထဲကိုခွဲနေပါတယ်။စိုက်ကူဆန်းကတက္ကသိုလ်ကျောင်းသူလည်းဖြစ်ပါတယ်။သူမကလူအများသူ့ကိုအာရုံစိုက်လာအောင်လို့တမင်တကာအမိုက်တွေနဲ့ညင်ညက်ပပနေထိုင်တဲ့ဗီဒီယိုရိုက်ကူခဲ့တာပါ။တချို့သူတွေပြောကြတာကတော့သူမတတော်အနေဗီဒီယိုတွေတင်ပြီးပတ်စံရှာနေရလို့ပြောပါရယ်တတော်ဟာ Facebook နဲ့ YouTube လိုပဲဗီဒီယိုတွေတင်ပြီးတော့ဝင်ဝေရှာလို့ရတာကိုပြည်သက်ကြီးလည်းသိကြမှာပါ စိုက်ကိုချဟာတကယ်လို့ယူနေရမှာမဟုတ်ပဲပတ်စံရှာဖို့အတွက်သူများနဲ့မတူတဲ့ဗီဒီယိုတွေဖန်တီးပြီးကြည့်ရှုသူများအောင်လုပ်နေရဖြစ်ပါတယ်ဒီမှာရဲ့ဗီဒီယိုတွေက viewer တန်းစီရှိနေမှုစိုက်ကိုစံဟာ TikTok ကနေဝင်ငွေဒေါ်လာထောင်ချီရရှိနေရလို့ခန့်မှန်းရပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တက်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရလေးကတော့ဒီလောက်ပါပဲရှင်။အမြင်နဲ့ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကြောင်းရတွေကိုစဉ်စားမပြတ်တက်ဆက်ပေးသွားမှာဖြစ်တဲ့ Dress Maria Channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပြီးဘေးနာ notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥပြချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်